မေရိကန်မှာကိုတမိုင်းဝင်ကြည့်ရကြည့်ဖြစ်တယ်လူတိုင်းသိပြီးတာဖြစ်တဲ့ဒီ no king ပေါ့နော်ဒီဆန္ဒပြပွဲဟာဘာကြောင့်ဖြစ်တာလဲအဲ့ဒီဆန္ဒပြပွဲရဲ့နောက်ကွယ်မှာဘယ်အကြောင်းတွေရှိရလဲအဲ့ဒီရဲ့နောက်ဆက်တွဲပြဿနာတွေနောက်ဆက်တွဲအကျိုးရလဒ်တွေဘာတွေလဲဆိုတာကိုတော့ဒီနေ့အလုံးဝနောက်မှာဖြစ်ပါတယ်ဒီ no king ဆိုတာဘာလို့ဖြစ်လာတာလဲပေါ့ဒီ no king ဆန္ဒပြပွဲတွေကအဓိကအားတော့အဓိကအပြင်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ Donald Trump ရဲ့အုပ်ချုပ်ရေးပုံစံနဲ့မူဝါဒတွေကိုစန့်ကျင်ကန့်ကွက်ဖို့ရအတွက်ဖြစ်လာတာဖြစ်ပါတယ် ဆန္ဒပြပွဲတွေကိုစီတင်တဲ့လူတွေနဲ့နဲ့ပါဝင်တဲ့သူတွေကဒီတမတထရန့်ဟာဟိုဒီမိုကရေစီစနစ်ကိုချိန်ချောက်ပြီးတော့အာဏာရှင်ဆန်တဲ့ဘင်းပေါ့နော်ကင်းလိုမျိုးအုပ်ချုပ်နေတယ်လို့သူတို့ကရှုမြင်ကြတယ်။ဒါကြောင့်မို့လို့ဒီဆန္ဒပြပွဲတွေမှာ no kings ဒီမှာ MRS ပါပါတယ်။ဘင်းမရှိဘူး။ဘင်းနေမဟုတ်ဘဲနဲ့ဘင်းနဲ့ဆိုင်ချက်နဲ့ဘင်းကိုကဒီပုဂ္ဂလာကိုဒါရီဖြစ်ပြီးဆိုတော့ဘုံနဲ့ဒီကဒီဆန္ဒပြပွဲ ပြင်ထားတာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့်မို့လို့လည်းပဲဒီမှာအာနာရှင်အစိုးရတွေရဲ့လက်အောက်ခံမဟုတ်ဘဲနဲ့ ီအမေရိကန်ကပြည်သူပိုင်နိုင်ငံတစ်ခုဖြစ်တယ်ဆိုတာကိုသူတို့ကပြချင်တဲ့အတွက်ကြောင့်မို့လို့အလေးပေးလိုတဲ့အတွက်ကြောင့်မို့လို့ဒီဆန္ဒပြပွဲတွေဖြစ်လာတယ်လို့ဆိုတယ်အဓိကဆန္ဒပြမှုဖြစ်ရခြင်းရဲ့အကြောင်းရင်းတွေမှာဆိုလို့ရှိရင်တော့နံပါတ်1ကတော့ဒါကျွန်တော်ပြောသလိုဒါ no king ဆိုတဲ့အာနာရှင်ဆန်တဲ့မူဝါဒတွေကိုလုံးဝတိုက်ဖြတ်တာဖြစ်ပါတယ်ဒါကအရေးကြီးဆုံးပဲဘာဖြစ်လို့လဲဆိုလို့ရှိရင်သမတကြီးဒေါ်နယ်ထရန့်ကနေပြီးတော့မှမှုဆောင်အာဏာလို့ခေါ်မှာပေါ့ exact ပါဝါပေါ့နော်အဲ့ဒီပါဝါကိုသူကအလွန်ကျွံတုံးဆွဲတယ်လို့ဒီပြည်သူတွေကယူဆတယ်ဒါကြောင့်ဥပမာအပြင်သူကဟိုဥပဒေတွေဥပဒေကနေတက်ပြီးမကျော်လွန်ပြီးတော့လှုပ်ထားတွေဥပဒေကိုသူပြင်ကျင်တယ်လို့ပြင်တာတွေသူအသက်သွင်းလို့မရတဲ့ဥပဒေတွေကိုမှလက်တလုံးရကျွန်တော်တို့လှုပ်ထားတွေဒါတွေကဒီနိုင်ငံမှာဆိုရင်ဒါတွေကအယံကိုထူဆန်းနေတာပေါ့ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်တော့ပြောကြတယ်မို့လားဥပဒေဆိုတာကတည်ခွင့်လိုမျိုးပဲရှုံရင်ရှုံမယ်ကျေကျင်ချေမယ်ဆိုတဲ့ပြီးတော့မှဒီမတရားသူကြီးအဲတရားသူကြီးတွေရဲ့ လက်ထဲမှာရင်ရှိနေတဲ့ဥပဒေတွေအတွက်ကြောင့်မလို့ကျွန်တော်တို့နိုင်ငံအတွက်ကတော့ပထူစမ်းမိမယ်လို့ဒီလိုမျိုးနိုင်ငံတစ်ခုကိုစတီထောင်ပါပြီဆိုကြတာမှလုံးဝဘယင်စနစ်ကိုမရှိစေရဘယင်လိုမျိုးအုပ်ချုပ်မှုတတိပုဂ္ဂလနဲ့အာဏာပိုင်ဆိုင်မှုလုံးဝမရှိစေရဆိုတဲ့အမေရိကန်နိုင်ငံအတွက်တော့ဒီချက်ဟာအင်မတန်မှကိုဒါဆက်ဆုပ်ရွှန်ရှားစေရကြောက်လန့်စေရဖြစ်တယ်ပေါ့အဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒါကိုအဓိကထားပြီးတော့မှဒါ no king ဆိုပြီးတော့မှ ဒါဆန္ဒပြပွဲတွေဖြစ်လာတာဖြစ်ပါတယ်။နောက်တစ်ခါလူခွင့်ရေးနဲ့ဒီလူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ရက်တွေပေါ့။အဲ့ဒါတွေဆိုလို့ချင်းလေအကုန်လုံးလည်းတည်ပြီးသားဖြစ်မှာပါ။ကိုဒီကဘာကနေတဲ့ပြီးတော့မှနိုင်ငံပေါင်းများစွာလူပေါင်းများစွာကိုပြန်ပို့တယ်နင်ထုတ်တယ်အခုလက်ရှိလည်းပဲဓာယူလန်ဖန်ဆီးနေတယ်အဲ့လိုမျိုးတွေ now တချို့တွေဆိုလို့ရှိရင်ဒီဖက်ဒရယ်ကနေလည်းပြောမှာမဟုတ်ဖဲနဲ့ ဒါမှန်ဒီကျွန်တော်တို့ state တွေကနေလည်းပြမှာဒီလိုတွေအချိန်ပိုင်းစက်တက်ထဲမှာတာဝန်ထမ်းဆောင်တဲ့လူတွေကိုပဲချက်ချင်းပဲ factory ရဲ့အမိန်နဲ့အဲဒီຢာတွေခိုင်းတာတွေအလွန်ကျွံသုံးဆွဲတာတွေဖြစ်လာရဲ့ပေါ့နော်အဲ့ဒါကြောင့်ဒီရောက်မလို့လည်းပဲဒါမိသားတွေပြည်သူတွေကတော်တော်ကြီးကိုပဲဒါထိတ်လန့်ကြောက်ရွံ့လာကြတယ်ပေါ့နော်ဟောဒါတွေဆိုလို့ရှိရင်လည်းမြင်ကြမှာပေါ့ကျွန်တော်တို့ဗီဒီယိုတွေထဲမှာဆိုလို့ရှိရင်ဒီအောင်ရည်ခဲတွေကနေလည်းပြီးတော့ဖန်ဆီးတဲ့နေရာမှာ ဒါမှအေးစစ်စစ်ဖမ်းတာမဟုတ်ပဲနဲ့ဒါမျိုးသမီးတွေကိုပဲဖြစ်ဖြစ်ဒါသူတို့ suspect နဲ့ဒီမှာပြောရင် suspect နဲ့ဖမ်းဝင်မရှိဘူးဆိုတာမှသူတို့မှအထူးမိတ်အာဏာရတာရယ်ဆိုတဲ့ပုံစံမျိုးနဲ့ချက်ရင်းတခါလဲလက်တွေနောက်ပြန်ဆွဲပြီးတော့ဖောင်းတို့ပြက်လဲတွန်းလဲပြီးတော့မှဒါအကြံဖက်ပြီးတော့ဖမ်းတာမျိုးတွေသူတို့နိုင်ငံသားကိုပဲသူတို့ရုပ်မတူသူတို့မကြိုက်ဘူးဆိုတဲ့ချက်ချင်းတခါလဲငင်းပဲနဲ့စမေးမြန်းတာတွေစသဖြင့်ဒါတွေကပြည်သူတွေမခံရနိုင်ဖြစ်လာတဲ့အကြောင်းတွေကချက်ပြီးချက်ပါလာတာဖြစ်ပါတယ် အဲ့ဒါကြောင့်မလို့လည်းပဲခုဒီချိန်မှာဒါက knocking စံနာပြမှုရတာဒုတိယ second version ပေါ့နော်ဒုတိယ version လို့ခေါ်တဲ့ဒီ knocking ဟာနိုင်ငံလုံးတိုင်းတာနဲ့အရန်ကိုပဲဖြစ်လာပါတယ်ကျွန်တော်တို့ခုလိုနေတဲ့တော်မြို့လေးမှာတောင်မှဒါလူကြီးကိုဒါယာနဲ့ချီနေဟုတ်တာတွေကိုဒါနှစ်ရက်ဆက်တိုက်ဒီဖြစ်နေတယ်ဆိုလို့ရှိရင် လူကြီးတန်းနဲ့ချီတဲ့နေရာတွေမှာတိမ်နဲ့ချီပြီးတော့ဖြစ်လာရဲဆိုတာကဒါမထူးဆန်းဘူးလို့ပြောလို့ရတာပေါ့နော် မေရိကန်မှာအချက်လက်ကအများကြီးပဲအဲ့ဒီထဲမှာကျွန်တော်တို့အကုန်လုံးနဲ့တင်နေကြတယ်ဒီ extreme အမှုဆိုလို့ရှိရင်လည်းပဲဒါအရွယ်မရောက်သေးတဲ့ဟာတွေနဲ့အဲဒီအမှုကိုဆက်ဆက်တယ်အဲ့ဒီလူကလည်းပဲထောင်ထဲမှာသူ့ကိုယ်သူတတ်တည်သွားတယ်လို့ပြောတာကရောနောက်ကွယ်မှာတကယ်ပဲသူ့ကိုယ်သူတတ်တည်သွားတာလားလောက်ကျန်မှုတွေလားဆိုတော့မရှင်းမလင်းနေအချက်လက်တွေအများကြီးအဲ့ဒါတွေကိုလည်းပဲဒီပြည်သူတွေကလည်းပဲအားလုံးအနေနဲ့ဒီမှာသိကျင်နေကြတဲ့နေရာတွေကိုလည်းပဲလုံးဝကိုပထုတ်ပြန်မဲနဲ့ဒါသူကထိမ့်သိမ့်ထားတာတွေ နောက်သူ့ရဲ့အပြောအဆိုတွေသူလုံးချင်တာတွေကိုသူလုံးနေတဲ့ဟာတွေအဲ့ဒီဟာတွေအပြင်မှာဘာတွေအဓိကဖြစ်လာလဲဆိုတော့ဒီအောက်ကိလိုက်စားမှုတွေနဲ့ဆိုတဲ့ပြောမှာသူကနိုင်ငံသားတွေမှာတွားပြီးကောက်တခါရိုက်လို့ရှိရင်ဒေါ်လာကိုတန်းနဲ့ချီပြီးတော့အများကြီးတန်း၁၀နဲ့ချီပြီးတော့ကုန်တယ်ဒါပေမဲ့ပြည်သူတွေရဲ့ရပိုင်권လေးတွေဖြစ်တဲ့တလားကိုဒါတစ်ထောင်လောက်ပဲရှိတဲ့အတုံးစည်းတွေအဲ့ဒါတွေကိုကြတော့သူကပြောရရင်ကျွန်တော်တို့လူမျိုးကြီးဝါဒတွေပေါ့နော်လူမျိုးကြီးဝါဒ ေကင်ဆွဲလာတာတွေကြောင့်မို့လို့လည်းပဲဒီနေ့ဒီဆန္ဒပြမှုတွေကဖြစ်လာတာဖြစ်ပါတယ်အဲ့ဒီထဲမှာဆိုရင်ဒီ agrilizer မှုတိုက်ဖြတ်ရေးတွေဆိုပြီးတော့မှဘီလီယံနာတတိတွေပေါ်မှာကြတော့သူအာယုံစူးစိုက်ပြီးတော့ဒါကြောင့်မို့လို့ဘီလီယံနာတတိတွေကြတော့ဘီလီယံပေါင်းများစွာများစွာများစွာချမ်းသာသွားပြီးတော့ပတ်စံမရှိရဲ့အခြေခံလူတန်းစားနေပြားတွေပေါ်မှာပေးထားတဲ့အကျိုးအမြတ်တွေအားလုံးကိုပိတ်သိမ်းလိုက်တယ်ခုဆိုလို့ရှိရင်ဒါ government shutdown ရဲ့ နောက်ဆက်တွဲအနေနဲ့ပြည်သူတွေမှာတချို့တွေကပတ်စံတွေကိုမရဘဲနဲ့ဆက်လုံနေရတယ်။အဲတချို့တွေကြတော့လည်းပဲတောင်းထောင်းနဲ့တောင်းနဲ့ချီပြီးတော့တိန်းနဲ့ချီပြီးတော့အလုပ်တွေပြုတ်သွားတယ်။သူကစာတွေပြီးပြီး notice တွေပြီးပြီးတော့ဒါ second ဒုတိယအတုံအနေနဲ့လည်းပဲဒါဒီတပတ်ထဲမှာတောင်းနဲ့ချီတိန်းနဲ့ချီပြီးတော့ဖြုတ်ဖို့လို့လုပ်ထားတာလေ။အဲ့ဒီအချက်တွေကလုံးဝကိုအာနာရှင်စမ်းနေတယ်လို့ပြည်သူကဒါလက်ခံယုံကြည်လာကြတာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ဒီဆန္ဒပြပွဲတွေကစတင်ဖြစ်လာတယ်။ဒါကြောင့်မို့လို့ဒီမှာ노킹ကိုလူတွေကဒုတိယဗာရှင်လို့ပါလို့ပြောတာလေဆိုတော့1985လောက်မှာဒီအင်္ဂလန်ကနေတဲ့ပြောမှကျွန်တော်ပြီးခဲ့တဲ့ဗီဒီယိုထဲမှာကျွန်တော်အသေးစိတ်ပြောထားတာရှိပါတယ်။အဲ့ဒီထဲမှာဒီ job 3ရနေခဲ့ပြီးတော့မှဒီနိုင်ငံဟာသူ့ရဲ့လက်အောက်ခံနိုင်ငံတွေနဲ့ဒီ business 3ခုကိုသူကအခွန်တွေမတရားလုပ်တယ်သူ့ရဲ့အမိန်တွေကိုမတရားအမိန်တွေချတယ်နောက် အဲဥပဒေတစ်ခုပြီးတစ်ခုသူကပြဋ္ဌာန်းတယ်အဲ့လိုတွေဖြစ်လာတဲ့အတွက်ကြောင့်မလို့ဒီအမေရိကန်တွေကဩငါတို့ကငါတို့ကငါတို့အင်္ဂလန်တို့သဘောထားပြီးတော့အခွန်နဲ့စောင်းနေရတယ်ငါတို့တွေကသူကသူ့လက်အောက်ခံမဟုတ်ပဲနဲ့သူကဘရင်စနစ်နဲ့ဒီဘက်တွေကလည်းငါတို့ကဘရင်စနစ်ကိုလုံးဝမကြိုက်ဘူးဘရင်စနစ်မရှိစေရဆိုပြီးတော့မှပထမဆုံး version နဲ့ looking ဆိုတဲ့စကားလုံးက1986ဝန်းကျင်မှာဒါပေါ်လာတဲ့စကားလုံးဖြစ်ပါတယ် အဲ့ဒီကနေနောက်ပိုင်းမှာရာသီဥတုပေါင်းများဆိုတာမှာဒီစကလုံးကတုံဆွဲလာကြတယ်အခုဆိုလို့ကျွန်တော်တို့အာရှတွေမှာပဲကဘာတော်မှာပဲဖြစ်ဖြစ်လူတယောက်ကဒီအာနာရှင်ဆန်းလာပြီဟဲ့ဆိုလို့ရှိရင်ဒီ no king ဆိုတဲ့စကလုံးနဲ့ဇနကိုထုတ်ပေါ်လာကြတာတွေတွေ့ရပါတယ်အဲ့ဒါကြောင့်မို့လို့ဒီက no king ကကဘာတလွားမှာအင်မတန်မှတမိုင်းဝင်နေဖြစ်ရပြီးဖြစ်သွားတယ်ဒီကနိုင်ငံရေးပေါ်မှာဘာတွေတက်ရောက်မှုရှိလာလဲပေါ့နိုင်ငံရေးပေါ်မှာဘာတွေတက်ရောက်မှုရှိလာလဲဆိုရင်ပြည်သူအင်အားကိုပြသနိုင်တဲ့အချက်ကနံပါတ်1အရေးကြီးဆုံး တက်ရောက်မှုလို့ပြောလို့ရလူပေါင်းတန်းချီပါဝင်တဲ့ဆန္ဒပြပွဲတွေကြောင့်မလို့ဒီသမတဒေါ်နယ်ထရန့်ရဲ့သူ့ရဲ့လုံပိုင်ဝင်တွေကပြည်သူတွေကလက်မခံဘူးဆိုတာကိုရှင်းရှင်းလင်းလင်းကြီးကိုဒါပြသလို့ရပါတယ်လူတွေပြောနေကြတယ်မာဂါရီရုပ်စာကိုမလုပ်ဘူးဆိုလို့ချင်းဒီလူပေါင်းတန်ပေါင်းများစွာတွေမှာမာဂါရီရောမပါဘူးလားလို့မိကုန်ထုတ်စရာတွေဖြစ်လာတာပေါ့နော်ဒါကြောင့်မလို့ဒီမှာလုံးဝဒီမိုကရက်တစ်တွေကြီးပဲလား ဒါဖြင့်သူတို့ပါတီရောဒီထဲမှာမပါလာတော့ဘူးလားလို့ဆိုရဲမိခွန်းနေလဲပဲဒါထွက်လာကြတယ်အဲ့ကြောင့်မလို့လဲပဲဒီမိုကရေစီလှုပ်ရှားမှုကြီးဟာတကယ်ကိုကဘာကိုကင်လုတ်တဲ့လှုပ်ရှားမှုကြီးတစ်ခုအနေနဲ့ဒါဖြစ်လာတာဖြစ်တယ်ဒါကြောင့်မလို့အမေရိကန်ကအမေရိက does not do kings အမေရိကန်မှာဘယင်းဆိုတာလုံးဝမရှိပါဘူးမရှိစေရပါဘူးဆိုတဲ့သကလုံးကပြည်သူကိုချပြလိုက်တာဖြစ်ပါတယ်ကဘာပြည်သူကိုချပြလိုက်တဲ့သကလုံးဖြစ်လာပါတယ် ။နောက်နိုင်ငံရေးပါဝင်ပတ်သက်မှုကိုဒါမြင့်တင်လို့ရလာတယ်ဆိုတဲ့အကြောင်းလေးပါတယ်။ဒီစီစဉ်သူတွေရဲ့ဒီကရည်ရွယ်ချက်နောက်တစ်ခုဟာဆိုရင်နိုင်ငံရေးပုံမှုပါဝင်လာဖို့လို့ပြည်သူတွေနိုင်ငံရေးအသိကိုပိုတိလာဖို့လို့ဆိုတဲ့အချက်တစ်ခုနေနဲ့လည်းပဲဒီဥစ္စာယူတို့ဒါတွန်းတွန်းတိုက်တိုက်နဲ့ဒါလှုပ်လာကြတာဖြစ်ပါတယ်။ကျွန်တော်တို့ဒီအမေရိကန်ရောက်လာတာကကျွန်တော်ပြည်သူတွေနဲ့နိုင်ငံရေးအကြောင်းတွေပြောရဲပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ politics တွေပြောလို့ရှိရင်သူတို့တွေကအဲ့ politics နဲ့ပတ်သက်တဲ့ အတိအငင်တွေရှိလာလို့မြင်သူတို့တွေကစိတ်ဝင်စားကြဘူးဒီနိုင်ငံရဲ့85ရာခိုင်နှုန်းလောက်က political ဆိုတာကိုသူတို့ကစိတ်ဝင်စားဘူးသူတို့ကသူတို့ကသူတို့လုပ်နေမဲ့သူတို့တမတာကိုသူတို့ချင်ပြလို့ရှိရင်သူတို့တင်လိုက်မယ်သူတို့တမတာပေါ်မှာသူတို့ယုံကြည်မှုအပြည့်ရှိတယ်သူတို့တင်လိုက်တဲ့တမတာကသူတို့ပေါ်မှာဘယ်တော့မှမဟုတ်တာမလို့ဘူးဒီမိုကရေစီစံနှုန်းတွေဟာဘလောက်ခိုင်မာပါတယ်နှစ်ပေါင်းရာနဲ့ချီပြီးတော့ဖြစ်လာတယ်ဆိုတော့ယုံကြည်မှုတွေနဲ့သူတို့ကနိုင်ငံရေးလောကသားမဟုတ်တဲ့လူတွေကနိုင်ငံရေးကိုစိတ်ဝင်စားကြပါဘူးဒီမှာ ပညာတတ်တွေနောက်စာပေနဲ့ပတ်သက်တဲ့ဟာတွေအကြောင်းစရာတွေအကြောင်းအငင်းစားတွေနဲ့ကျွန်တော်တို့တွေ့တဲ့အချိန်မှာလည်းပဲကျွန်တော်တို့လိုဒီလိုလာတဲ့လူတွေဒီလိုဗီဇာနဲ့လာလို့ရတယ်ဒီမှာဒီလိုနေခွင့်ရှိတယ်နော်ဒီမှာဒီလိုလုပ်ပိုင်ခွင့်တွေရှိတယ်ဒါတွေကဘယ်လိုအနေနဲ့ဘယ်လိုနိုင်ငံသားဖြစ်လာရဲဆိုတဲ့အချက်လေးတွေကစားပြီးတော့တို့တွေကမတိကြဘူးစိတ်လည်းဝင်လာကြဘူးအဲ့တော့ကျွန်တော် ဒါပေမဲ့အစ်ဘော်ကိုနိုင်ငံမှာလည်းကိုရီးယားတကယ်ကိုရီးစီးပွားရေးတွေကိုရီးအဆင့်ပြည်နေတော့ကိုနိုင်ငံကိုတရုတ်တွေလာတယ်တစ်နိုင်ငံဟာတွေလာလို့သူတို့တွေဘာဗီဇာနဲ့လာတယ်ဘယ်လိုနဲ့လာကြလဲသူတို့ဘာကြောင့်နေနေတာလဲဘယ်လိုခွန်ဆောင်ရလဲဆိုတာကိုရီးလည်းစိတ်မဝင်စားမသိခဲ့တယ်လို့သူတို့တွေလည်းမသိပါဘူးစိတ်မဝင်စားကြဘူးပေါ့နော်အဲ့တော့ဆိုလိုချင်တာကအခုဆိုလို့ရှိရင်ဒီသူတွေတော်တော်များများကဒီသူတို့နိုင်ငံရဲ့ political တွေသူတို့နိုင်ငံသူတို့လုံးဝယုံကြည်ထားတဲ့ဒီအခြေခံစီမင်းတွေကိုဒီလိုကြော်ပြီးတော့ဒီလိုလုပ်လို့ရရတာပါတယ် ဲ့ဒါကြောင့်မလို့ဒါတွေကကိုကလစ်လျူရှုထားလို့မရဘူးဆိုတဲ့ဟာတွေကိုအတိတရားတစ်ခုကိုပေးလိုက်တာလို့လည်းပြောလို့ရတယ်ပေါ့နော်။နောက်ပြည်တွင်းရေးမတည်ငြိမ်မှုတွေကြောင့်မလို့လည်းဖြစ်လာတာလို့လည်းနောက်တစ်ချက်ကထပ်ပြောလို့ရတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဆန္ဒပြမှုတွေရဲ့အစာပိုင်းထဲမှာဆိုလို့ချင်းဒီဖက်ဒရယ်ဆိုးရွားနဲ့အဖွဲ့အစည်းတွေကိုပြည်내အုပ်ချုပ်ရေးကြီးကသူတို့ရဲ့သူတို့အာဏာခွဲဝေမှုဘီပခါတွေထဲမှာဒါတကယ်ကြီးနည်းနည်းကကြား ဝင်လာတယ်ဝင်လာတဲ့နေရာမှာကိုယ့်ရဲ့သားသမီးတွေကိုယ့်ရဲ့မိသားစုတွေကိုယ့်ပတ်ဝန်းကျင်တွေမှာလည်းပဲအရင်လိုမျိုးဒါကဒီဖက်ဒရယ်နဲ့ဘရစ်ဘက်ကတွေထဲမှာပါလာတဲ့ခါကျတော့သူတို့တွေကမျိုးလုံးပြူညနာမျိုးလုံးတွေပွင့်လာတာဖြစ်ပါတယ်အဲ့ဒါကြောင့်မို့လို့လည်းပဲဒီမိမောင်းထုတ်ပြမှုတွေအနေနဲ့ဒီ no king ဖြစ်လာတာဖြစ်တယ်ဒါကြောင့်မို့လို့ဒီမှာမျိုးသားလုံးလုံးကြီး national guard တွေစစ်လွတ်လာပြီးတော့မှသူတို့ရဲ့နေထိုင်မှုတွေသူတို့ရဲ့သွာလာမှုတွေသူတို့ရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်တွေ ိုပိုင်ရပိုင်권နေဒီ freedom နေ liberty တွေကိုထိလိုက်လာတယ်လို့သူတို့တွေကခံယူလာတဲ့အတွက်ကြောင့်မို့လို့ဒီဆန္ဒပြပွဲတွေဖြစ်လာတာဖြစ်ပါတယ်ဒီ Donald Trump ရဲ့ဗတ်တွေကဆိုရင်ဘာတွေပြောလာလဲဆိုရင်ဒါတွေကအမေရိကန်မုန်းကြီးရဲ့ဆန္ဒပြပွဲတွေဆိုပြီးတော့မှ hey american alliance တွေဆိုပြီးတော့မှသူတို့ကဝေဖန်တယ်အဲ့တော့ဒီဟာတွေကဒါသူတို့ရဲ့နောက်နောက်ဆက်တွေကနေနောက်ကိုရနေတယ်ပြီးတော့မှဆန္ဒပြမှုတွေတွေးထိုးတယ်စသဖြင့် ဒီ conflict တွေ ਆ conflict တွေမှာဆိုရင်တော့အငြေနဲ့နှစ်ဖက်တွေရှိနေတတ်ကြတာပါပဲနောက်တစ်ချက်အနေနဲ့ထပ်ပြောရမယ်ဆိုရင်စီးပွားရေးပေါ်ကျိုးတက်ရောက်မှုပေါ့ economic impact အဲ့ဒီ economic impact ကလည်းပဲခု American ရဲ့ဒီကဘာကျော်ပြန်လာပြမှုတွေကိုတက်ရောက်တာလေဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီ Donald Trump ကြီးကနေသူကိုယ်ပိုင်ဆုံးဖြတ်ချက်တင်နေသူလှုပ်လိုက်တဲ့ဒီ tariff ဒီပေါ့နော်ဒီပို့ကုန်ခွန်နေအဲ့အခွန်နေရဲ့တက်ရောက်မှုကလေပြည်သူတွေပုံမှာအများကြီးထိပါတယ်သူကတော့ဟိုဘက်နိုင်ငံတွေကိုလောက်လိုက်တယ်လောက်လိုက်တော့ဒီပစ္စည်းတွေကကိုယ်နိုင်ငံမှာမရှိဘဲနဲ့ဟိုဘက်နိုင်ငံတွေထုတ်လိုက်တဲ့အတွက်ကြောင့်ဟိုဘက်နိုင်ငံကလည်းပဲရတယ်ပေးလိုက်မယ်ဥပမာဒီတရားကိုတရားကံတော့ပေးလိုက်တယ်ဆိုတော့200ဟုတ်ပြီကာဒစီနဲ့ကိုကတရားက200ပြည်သူ200ပြည်သူကသူက200နဲ့ဝယ်ထားတယ်ကြောင့်ဒီကလူတွေရဲ့ဝယ်လိုအားဒမန်းပုံမှာမဟုတ်ဘူးသူကကာဒစီပြင်ဆို200နဲ့မရောင်းနိုင်တော့အဲ့လိုဆိုသူအတွက်ကတရားရမှဆိုသူက300နဲ့ရောင်းမယ် တော့အနေရဝယ်တဲ့လူကလည်းပဲကားလိုအပ်ချက်အရာဝယ်မယ်ဆိုရင်ဒါ300ပေးဖို့ရတော့မှာပဲအဲ့တော့အရင်တရားတန်းက300ဖြစ်သွားရင်ဘယ်သူတွေထိခိုက်လာလဲဆိုတော့ကျွန်တော်တို့စားတုံးသူပြည်သူတွေပေါ်မှာပဲထိခိုက်လာတာပဲတရားတွေတင်သွင်းတဲ့သူတွေကလည်းပဲသူတို့ကတော့သူတို့ရှုံးကံငါရင်တော့ကတော့တရားနယ်ပယ်ရောင်းခဲ့တာငါတရားကိုရှုံးကံငါတရားနယ်ပယ်ရောင်းမှာမယ်ဆိုတော့တထေတယောက်မှမရှိဘူးအဲ့ဒီတော့ဒါတွေကဘယ်သူတွေပေါ်မှာတက်ရောက်သွားလဲဆိုတော့ပြည်သူတွေအခြေခံစားတုံးသူတွေပေါ်မှာတက်ရောက်သွားတဲ့အကြောင်းမို့လို့ကျွန်တော်တို့ရောက်ခါကြတော့ကကျွန်တော် စီတဘူးကိုဂါလန်ကိုလေးချက်ပေးရတဲ့ဟာတွေကအခုဆိုရင်30ဖြစ်သွားတယ်။နွားနို့တကားလန်ကို2ချက်တမတ်လောက်ကဟာတွေကအခုဆိုရင် လေးချက်ကနေလည်း8ချက်ထိအောင်နေဒါဖြစ်သွားတယ်ပေါ့နော်။အဲ့လိုတွေဈေးနှုန်းတွေကတက်သွားတာတွေကျွန်တော်တို့တွေကြတော့ဒီဒေါ်လာဒီဒေါ်လာပါပဲ။ကျွန်တော်တို့အခြေခံလားစာတွေကတမတ်ထားတဲ့လားစာတွေက14ချက်ခွဲနဲ့15ချက်လောက်ပဲတစ်နှစ်ကိုအဲ့လောက်ပဲတက်လာတယ်။ဒါပေမဲ့ဈေးနှုန်းတွေတက်လာတာကလည်း2ဆလောက်ဖြစ်ပါတယ်။ ဒါတွေကပြည်သူတွေထိလာတာဖြစ်ပါတယ်အဲ့ဒါတွေကြောင့်မို့လို့လည်းပဲအဲ့လိုတွေထိလိုက်လာတဲ့နောက်ဒီကဒီအစိုးရရဆိုင်မှု government shutdown ကလည်းပဲအကျိုးဆက်တွေကဆန္ဒပြမှုတွေကိုဥတီလာတာဖြစ်တယ်အဲ့ဒါတွေကတဆင်ပြီးတဆင်ပြီးတိမ့်နေချီပြီးဖြစ်လာတဲ့အချိန်မှာအရင်ကအရန်သုံးဆွဲနိုင်တယ်လောက်ကုန်လို့ရှိရင်လောက်ကုန်ရင်ကိုယ့်ရဲ့ဘန်ကောင်ထဲကို9000ဝင်လာမယ်1000ဝင်လာမယ်အဲ့တော့ကိုမီတာစုနဲ့ကိုယ့်အကူစားတဲ့နံလေးစားမယ်3000ချီရတော့မယ်အိမ်ပေးမှန်နေကားပေးမှန်နေဖုန်းပေးမှန်နေ အာ wifi internet payment တွေစပြန်သူ့အနေနဲ့သူပေးသွားမယ်ခုကဝင်လာတော့နေလာဒါတွေကတော့ဒီတိုင်းနေဒီတိုင်းနေဖြစ်နေတော့ကြောင့်အဲ့မှာအကျွေးတွေတင်လာတယ်အမှ credit card ကျွေးတွေတင်လာတယ်အမှ credit တွေကျလာတယ်ဒါဒါတွေက ပြည်သူတွေတက်ရောက်လာတယ်ဒါကြောင့်ပြည်သူတွေမခံနိုင်လို့ဒီလိုတွေဖြစ်လာတာဖြစ်ပါတယ်ဆန္ဒပြပွဲတွေဖြစ်လာတယ်လို့လည်းပြောလို့ရတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့လူမှုရေးဟာမီဒီယာတွေပေါ်မှာတက်ရောက်လာတယ်ခုနကပြောတဲ့အချက်လက်တွေကမီဒီယာတွေအနေနဲ့ပြီးတော့မီဒီယာတွေပေါ်မှာ ပြောလာတယ်ဆိုလာတဲ့အချိန်မှာမီဒီယာတွေကလည်းအကောင်းလာတယ်အခုဆိုလူတိုင်းမှာဖုန်းတွေရှိလာတယ်အင်တာနက်တွေရှိလာတယ်နေရာတိုင်းမှာအင်တာနက်တွေရှိလာတယ်အချိန်နဲ့တပြေးညီတိလာတဲ့အတွက်ကြောင့်မို့လို့ဖြစ်လာတဲ့ပြဿနာတွေအားလုံးအသေးလေးစားပြီးဖုန်းနဲ့ရိုက်တယ်အရင်တုန်းကဒီလိုကောင်းမအုပ်ထိန်းထားလို့ရပေမဲ့လို့ခုလာကအမှောင်ချလို့လည်းမရတော့တဲ့ခေတ်ကြီးတွေမှာဒါတွေကအရန်ကို တိုးတက်လာတဲ့အတွက်ကြောင့်မို့လို့လည်းပဲဒီလူတွေကအတိတ်တရားတွေပိုတိလာတယ်စန္ဒပြပွဲတွေဖြစ်လာတယ်လို့ပြောလို့ရတာပေါ့နော် ဒီအရေးကဘာတွေဖြစ်လာလဲဆိုလို့ရင်သူတို့တွေအကြမ်းမဖက်လှုပ်ရှားမှုတွေရဲ့အင်အားတွေနိုင်ငံရေးနိုင်ငံသားတိုင်းရဲ့အခွင့်အရေးလေးလွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်တွေဒီမိုကရေစီကိုတံပိုးထားတဲ့စံနှုန်းတွေဒီမိုကရေစီစံနှုန်းတွေကိုထိမ့်သိမ်းထားမှုတွေဒီအချက်လက်တွေချက်တွေချက်တွေအများကြီးစုလာတဲ့အတွက်ကြောင့်မို့လို့ဒီနေ့ဒီဒေါ်နယ်ထရန့်ကိုစန်းကျင်တဲ့ No King ဆိုတဲ့ဆန္ဒပြမှုတွေဖြစ်လာတယ် အဲ့ဆန္ဒပြမှုတွေရဲ့နောက်ဆက်တွေဘာတွေဖြစ်လာနိုင်လဲဆိုရင်တော့ဘာတွေဖြစ်လာနိုင်လဲဆိုလို့ရှင်တော့ပြည်သူတွေရဲ့စီလုံးမှုဟာပိုပြီးတော့များလာတယ်။နောက်တစ်ချိန်မှာသူတို့တွေဟာငါတို့နိုင်ငံဒီလိုမျိုးဘရင်စနစ်တွေတကယ်အာဏာရှင်စနစ်တွေဖြစ်လာခဲ့ရင်ငါတို့ဘယ်လိုလုပ်ရမလဲဆိုတဲ့ဒါအလန်းတစ်ခုကို အကြီးအကျယ်ကြီးလှုပ်ရှားလိုက်တဲ့အလန်းတစ်ခုဖြစ်လာတယ် ဒါရယ်သူတို့နောက်ပိုင်းမှာဒါဥပဒေနဲ့ဘယ်လိုပြင်ဆင်မလဲသူတို့ရဲ့ဥပဒေတွေမှာလည်းပဲဒီလောက်ခိုင်မာပါတယ်ဆိုတဲ့ဥပဒေတွေမှာလည်းပဲဒီလိုမျိုးဟာကွက်တွေရှိလာတယ်ဆိုတာမျိုးနောက်တစ်ချိန်မှာငါတို့ဘယ်လိုလုပ်မလဲဆိုတဲ့အချက်တွေဒါတရားမှုတွေဆက်တက်ဆက်လက်ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။နောက်ဒီနိုင်ငံရေးပါဝင်ပတ်သက်မှုတွေတိုးမြင့်လာတယ်။ပြည်သူတွေကအရင်လိုမျိုးအော်ငါတို့နဲ့ငါတို့နဲ့မဆိုင်ပါဘူးနိုင်ငံရေးငါတို့နဲ့မဆိုင်ပါဘူးဆိုတဲ့နေရာကနေပြီးအခုဆိုရင်နိုင်ငံရေးက အများကြီးတက်ရောက်လာတယ်။ခုကျွန်တော်တို့ဒီဘက်တွေမှာဆိုလို့ရှိရင်ဆန္ဒပြမှုတွေမှာဆိုလို့ရှိရင်ဒါငါခန္ဓာကိုယ်ငါပိုင်နေဆိုတဲ့စာတမ်းတွေနဲ့ main ကလေးတွေဟာတချို့တွေဆိုလို့ရှိရင် abuse လုပ်တဲ့အတွက်ကြောင့်မလို့သူတို့ကိုယ်ဝန်ရလာရင်တော့အိုက်ကွန်ဖျက်ချပြီးမရှိတာတွေဟာငါတို့ရဲ့ရပိုင်ခွင့်တွေဆုံးရှုံးနေဆိုတဲ့ဆန္ဒပြမှုတွေစတဲ့ဖြစ်ပေါ့နော်။နောက်အမြင်မတူမှုတွေပို့ပြီးတော့ပြင်ထန်လာကြတယ်။ငါတို့ကတော့မကားတွေငါတို့ကဒီလိုဒီလိုဒီချက်လက်တာဒီလိုပါလားဆိုတော့ နိုင်ငံရေး discussion တွေလည်းပဲပို့ပြီးတော့ပြင်းထန်လာတယ်အဲ့ဒီအတွက်ကြောင့်မို့လို့လည်းပဲကောင်းကျိုးတွေပိုလာတယ်လို့ဆိုးကျိုးတွေလည်းပဲနောက်ဆက်တွဲခရက်တွေအများကြီးဖြစ်လာနိုင်ပါသေးတယ်။အားကြောင့်မို့လို့ဒီ no kiss လှုပ်ရှားမှုကချုပ်ချာအာနာနဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေအမြင်မတူမှုတွေကိုပုံမပြင်းထန်လာစေမှုတွေနောက်မဲပေးမှုကြောင့်မို့လို့ဖြစ်ပေါ်လာတဲ့တရားမှုတွေဒေတာတွေလှုပ်ရှားမှုတွေမှာပါဝင်မှုအတွက်ရည်ရှိအကျိုးတရားမှုတွေ များကြီးပေါ့နော်အဲ့ဒါတွေကနောက်တဲ့နောက်ထပ်တွေဖြစ်လာအောင်မှာဖြစ်ပါတယ်အဓိကကတော့ပြည်သူတွေရဲ့စီလုံးမှုနဲ့တို့ရဲ့စံတွေအတွက်ကိုဘယ်လိုကျိုးပေါက်သွားနိုင်တယ်လဲဘယ်လိုဆက်လက်ဒီကန်လာနိုင်မလဲဆိုတော့ဒါကကြီးမားတဲ့စိန်ခေါ်မှုအလန်းကြီးတစ်ခုကိုပေးလိုက်တာလို့လည်းပြောလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်